ီတခါတော့ price to performance ကောင်းတဲ့ဖုန်းတွေထဲကမှနိုင်ငံတော် brand မဟုတ်ဖွယ်နဲ့လူကြိုက်အများများလာတဲ့ကောင်းတွေပေါ့ဗျာဒီကောင်းတွေအကြောင်းပြပြမှာ လက်ရှိဆိုင်မှာလူဝယ်အများဆုံးဖြစ်နေရဲ့ IQ ရဲ့ Zatan Turbo Plus ပြီးတော့ IQ Neo 10 IQ 13ဒီဖုန်းတွေကြောင်းပြပြပေးသွားမှာအဲလက်ရှိဒီကောင်တွေကလည်းဆိုင်မှာဆိုရင်ဒါအရန်ရောင်းရတယ်ပြီးတော့လူကြိုက်လေတော်တော်လေးများတဲ့ကောင်တွေဆိုတော့ဒီ၃မျိုးကသူ့ရဲ့ price range ထဲမှာဘယ်လောက်ထိကောင်းလဲပြီးဒီကောင်တွေကတခြားကောင်တွေနဲ့ရှင်ဘယ်နေရာတွေအားတာလဲဘယ်နေရာတွေအားနေရလဲတကယ်လို့ဝယ်မယ်ဆိုရင်ရောအဆင်ပြေရလားဒီကြောင်းလေးကိုပြကြပါဦးဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ီးတော့ပြောစရာရှိတာတစ်ခုကဒီ NQCV တွေက Vivo ရဲ့ Subcran ဆိုတဲ့အတိုင်းပဲဒီကောင်တွေက Price to Performance ကောင်းတဲ့သူနဲ့ဈေးတန်းတူပြိုင်မက်တွေမှာဆိုရင်တခြားကောင်တွေထက်ကိုကင်မရာဘိုင်းတွေကနည်းနည်းလေးခေါင်းစလုံးလေးပိုသားမျိုးလေးရှိရဲ့အဲဘာပဲပြော P2P ကောင်းတဲ့ဖုန်းတွေအများစုကတော့သိတဲ့အတိုင်းကင်မရာကအဲ့လောက်ထိအဆင်ပြေတာမဟုတ်ဒါပေမဲ့ဒီ IQ Neo CV တွေပြီးတော့ NQCV တွေမှာ NQCV တွေမှာအဲ့လို Portrait ပ ကောင်းတာလေးတွေကင်မရာနည်းလေးကောင်းတာလေးဗျာဒါမစိုးလို့ပြောလို့ရတယ်ဆိုတော့ပထမဦးဆုံးလက်ရှိမှာဈေးနှုန်းရအတန်ဆုံးလို့ပြောလို့ရတယ်ပြီးတော့ specification အရာကော တော်တော်လေးကိုမှ P2B ကောင်းတယ်လို့ပြောလို့ရတယ် IQ ရဲ့ Neodan နဲ့စပြောကြတာပေါ့ဒီ IQ ရဲ့ Neodan ကပြောလို့ဗရာမဟုတ်အခုချိန်ထိကိုမှတော်တော်လေးကို strong ဖြစ်စေပဲအဲဒီကောင်ရဲ့ big quality ဘိုင်းနေ display ဘိုင်းနေ performance ဘိုင်းနေ camera ဘိုင်းနေအကုန်အကုန်ပေါ့ specification အားလုံးက လက်ရှိအချိန်ကောင်တွေထိအောင်မှာဒါရင်မောင်တန်းနိုင်နေတဲ့အနေအထားမှာရှိတယ်။ဆိုတော့ကိုက10သိန်းကျော်ဝင်ကြမှာဗျ။ Anquinio Tan ကိုရွေးတယ်ဆိုတော့ဘာတွေပြင်ရမလဲ။ပထမဆုံးကျွန်တော်တို့6.7အင်ချီတဲ့ LTPO AMOLED ကိုမှာ144 Hz display နဲ့ရမယ်။ site လေးတော်တော်လေးကိုမှာအဆင်ပြေ bezel လေးပဲ။နောက်တစ်ချက်အနေနဲ့ဆိုရင် Snapdragon 8 Gen 3ကိုရမယ်။ အချန်သူရဲ့ performance ကတော့ဒါအားလုံးသိရတဲ့အတိုင်းပဲလက်ရှိသူရဲ့အထက်မှာ8 elite နဲ့8 elite jump 5ပဲရှိရပြီးတော့ dynasty 9400 plus ဆိုဟာမျိုးတွေပဲရှိရအချန်သူရဲ့ကလည်းလွန်ခဲ့တဲ့နှစ်တုန်းကထွက်ခဲ့တဲ့ flash soc ပဲအခုချိန်ဒီ gain နေပါတယ်ကောင်းကောင်းကြီး run နိုင်တယ် strong ဖြစ်သေးရ no problem ထိုက်တဲ့ gain ကိုထိုက်လို့ sort လို့ရတယ် aac ပဲပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ရမှာကကြတော့ ultra soc နဲ့ fingerprint ရမှာ ultrasonic fingerprint နှိပ်ရတအားကိုစမှုဖြစ်တဲ့ဖွင့်ရတအားကိုမိုက်တယ်ဆိုတဲ့ကောင်ရမှာဒီသုံးချက်နဲ့ဒီဈေးတန်းဝင်ချက်မှာဒီ anchorio တန်းကတော်တော်လေးကို fine လို့ပြောလို့ရတယ်အဲကျန်တဲ့ဒီ6100 mAh battery ကိုမှ 120W fast charging ရတာမျိုးကြီး dual stereo speaker ပါတာမျိုးတွေအဲ camera ဘိုင်းတွေပါတယ်လည်းဘာမှသိပ်ပြီးတော့ထွေးထွေးပြောစရာမရှိဘူးဆိုတော့ကိုယ်က7သိန်းကျော်ဝင်ချက်မှာ gaming အတွက်ကောတဲ့မှာ ultrasonic fingerprint ကိုလည်းကင်ကျင်နေဆိုတဲ့သူတွေအတွက်ကောပြောပေါ်ပေါ်ပါဒီ performance ဦးစားပေးနေတဲ့ဆိုတဲ့သူတွေတော့ဒီ IQ Neo 10ကသူစင်းတဲ့သူ ော်တော်လေးကိုအဆင်ပြေတယ်။အနည်းကားတော့ကိုက Redmi CV ရဲ့ Hyper OS တွေပါတယ်။တိတ်မတုံးချင်ဘူးဆိုရင်တော့ဒါ Vivo ရဲ့ Origin OS ကိုပြောင်းပြီးတော့တုံးရင်နဲ့ဒါ IQ ရဲ့ဒါ performance တွေသူ့ရဲ့အရသာတွေကိုခံစားလို့ရတယ်။တော်တော်လေးလက်အဆင်ပြေတယ်။ ောက်တစ်လုံးကတော့ INQ ရဲ့ Zatan Turbo Plus ဒီကောင်ကတော့လက်ရှိထွက်တာမကြသေးဘူးဆိုတဲ့ကောင်သူကလည်း performance ဘက်ကိုဦးစားပေးထားတဲ့ဖုန်းပဲ performance တအားကို strong ဖြစ်တယ်ပြီးတော့လက်ရှိအချိန်မှာဒါ7သိန်းအထက်ဈေးထဲမှာပေါ့နော်ဒါ Dimensity 900 layer plus ကိုဈေးတက်တာတုံးနဲ့တုံးလို့ရမယ် P2P ကောင်းတဲ့ဖုန်း performance ဦးစားပေးထားတဲ့ဖုန်းလို့တောင်ပြောလို့ရတဲ့ကောင်မျိုးအဲ INQ Zatan Turbo Plus Dimensity 900 layer plus နဲ့ high performance အောင်ကောင်းရမှာဒါအောင်မှသူတို့က integrated graphic ဖြစ်တဲ့ဒါ YouTube ချစ်ကိုပါထည့်ထားပြီးတည်းအားလုံးသိရတဲ့အတိုင်းပဲဟိုးရင်ကလည်းကဒါ Vivo ရဲ့ e-sport ချစ်တွေကပို့ပြီးတော့ကောင်းတာမျိုးတွေပေါ့သိရမှာဒီ Zealand 2အဆောဆိုချင်းတူတူထည့်ထားပြီးရင်တော့မှဒီကောင်းရဲ့ e-sport ချစ်နဲ့ တုံးနေရတဲ့ဟာတွေကဒါ profit ပို့ပြီးတော့ကောင်းတာမျိုး image processing ပို့ပြီးတော့ကောင်းတာမျိုးတွေအဲ့အဲ့ဒါမျိုးလေးဂျုံရတာမျိုးပေါ့ဘာမှမတော်တော်လေးကို fine တယ်ဆိုတော့ဈေးရတက်တာနဲ့ time stick ကောင်းနေရ plus တယ်ရအောင်မယ်ပြီးတော့ဒီကောင်းမှာလည်းဒါ display ဘိုင်းနေပါလေဆိုလဲ6.7 inch ပဲဒါမှမဟုတ် AMOLED display နဲ့144 Hz နဲ့ပဲအခုရှိတာကကျွန်တော် IQ နဲ့တွဲမြင်တာ ATPO display ကိုအမြဲတမ်းတွဲမြင်တာဒါပေမဲ့ဒီ Z-Tan Tower Plus မှာဒီကောင်က ATPO AMOLED မဟုတ်တော့ရိုးရိုး AMOLED ဖြစ်သွားတယ် ါတွေကလည်းနည်းနည်းလေးစားတာပေါ့နော်ပြီးတော့ဒီကောင်ကပြောမယ်ဆိုလို့ရှိရင်နီယိုတန်းထောင်နည်းနည်းလေးပူပြီးတော့ဈေးပူကြီးသေးရပေါ့ဒါမဲ့နီယိုတန်းမှာဆိုရင်ဒါကြောင့် activio emulate ရမယ်စက်တန်းမှာဆိုရင်မရအောင်ဒါမျိုးလေးကွာသွားမျိုးရှိတယ်အဲပြီးတော့နောက်တစ်ချက်နေနဲ့တခုစိုက်တာက battery life battery life ကဒီကောင်က6000 mAh ကိုမှ 90W fast charger နဲ့လာတာဆိုတော့6000ဆိုတာဒါအားရတကယ်နည်းတာရောမဟုတ်6000 mAh နည်းတော့ ခေါင်းချိန်ွာ၈000တော့အကိတ်ကြီးပြဘက်ထရီအကြီးကိုမှဒါထည့်ပေးထားတာဆိုတော့ဒါအောင်မှခြာညောဘက်ကလည်းတန်တူမြန်သေးတယ်ဆိုမဆိုးလို့ပြောလို့ရတယ်ပြောရရင်ပေါ့တခြားဒီ fingerprint fingerprint ဆိုတဲ့ခုရှိရတယ်ကောင်းကောင်း optical ဖြစ်သွားမယ် optical ဆိုတော့ဒါနည်းနည်းလေးတော့ဟိုတချို့ကြတော့မကြိုက်တယ်မို့လဲရှိရတချို့ကြတော့လည်းဒါတိတ်ပြောတိတာမဟုတ်ဆိုတော့ဒါဘာမှပြဿနာမရှိဘူးအဲတခြားဒါ Julia Stereo Speaker ပြီး quality ပါရတော့ဒါ IQ ရထုံးတဲ့နိုင်မပေါ်ပါရှိရဲအဲကန်ရပါဂိမ်းဆော့ရတာဗျာတော်တော်လေးအဆင်ပြေဆိုတော့ဒီ IQ Z10 Turbo Plus မှာကအားသာချက်နေနေတဲ့ကောင်က performance ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့စီကောင်းလေးက plus နဲ့အပြည့် battery တော်တော်လေးကိုကိတ်တယ်၈000ဆိုတာဒါမနေဘူးအကြီးကြီးပဲဒီနှစ်ခုကတော့တော်တော်လေးကိုအားတာတယ်အားနည်းချက်နေတော့ display က LTPO AMOLED မဟုတ်သွားရတယ်ပြီးနောက်တစ်ချက်နေတဲ့ဆိုလို့ရှိရင် fingerprint က optical ဖြစ်သွားတယ်ဒါကကြတော့သူရဲ့အားနည်းချက်ဖြစ်သွားတယ်ဒီကောင်က neodan နဲ့ရှင်မယ်ဆိုရင်တော့ဒီနှစ်ချက်ကလွယ်ပြီးကြံတာကတော်တော်လေးအဆင်ပြေတယ်ဆိုတော့ကိုကဒါ neodan လား satin တောင်ပို့ plus လားဆိုတော့ဒါကိုရဲ့ တုံးတဲ့ပုံမူတည်ပြီးတော့ဒီဇိုင်းဘိုင်းနေအဲဒီကောင်ရဲ့ပုံစံနေဒါတွေကိုကြည့်ပြီးတော့ဘယ်ကောင်ကကိုယ်နဲ့ပို့ပြီးတော့လိုက်မလဲကိုကဘာကိုဦးစားပေးချင်တာလဲဆိုတာကိုမူတည်ပြီးတော့ဒီနှစ်ကောင်ကခြိုက်တာကိုရွေးလို့ရတယ်နှစ်ကောင်လုံးကတော့အရွေးမမှားဘူးသူစီးတဲ့အတွက်နဲ့သူ performance နေဘာတွေ P2P အရန်ကောင်းနေဆိုတဲ့ကောင်ကြီးပဲ no problem ချန်တာ နောက်ဆုံးတစ်လုံးကတော့ IQ 13ဒီကောင်ကလည်းလက်ရှိမှာတော်တော်လေးကိုလူကြိုက်များတယ်။သူကတော့ထွက်ထားရတယ်သူလည်းကြားတော့ကြာနေပြီဆိုပေမဲ့အခုချိန်ထိသူကလူကြိုက်လည်းများတယ်၊လူမေးလည်းများတော့မှတော်တော်လေးလည်းကောင်းတယ်ကောင်းလို့ပြောလို့ရတယ်။ဒီကောင်ကတော့ဒါ IQ ရဲ့ number CD ဖြစ်သွားပြီဆိုတော့တိရတိုင်းမှာဖုန်းနေရဲ့ number CD မှာကဒါမှဖုန်း model တွေဖုန်း brand တွေရဲ့ number CD တွေကပိုကောင်းတယ်ဆိုတဲ့အတိုင်းမှာ IQ 13မှာအကုန်ပိုပြီးကောင်းပါတယ်။ big quality ရဲ့ design တွေ၊ camera တွေ အဲ the performance နဲ့ time တွေပေါ့အကုန် optimization နဲ့အစားအကုန်ပို့ပြီးတော့ကောင်းသွားတယ်ဆိုတော့ဒီ IQ 13ကလည်းသူကဘာတွေပို့ကောင်းလာလဲဆိုရင်ဒီကောင်က display ဘိုင်းပေါ့နော် display ဘိုင်းဆိုဒီကောင်က6.82 in ပို့ပြီးတော့ကြီးသွားတယ်ပထမမှာသူက ATP ကို emulate ရအောင်မယ် 144Hz နဲ့ပဲပြီးရင် Snapdragon 8 Elite ကြမယ် performance ရ8 Elite ကိုကျွန်တော်သုံးလို့ရမယ် အဲ့တူသေးတဲ့ဝင်ကျင်မှာအဲ့ဒီလေးတုံးလို့ရတဲ့ကောင်ပေါ့ဗျာ။နည်းနည်းတတတတနဲ့ဖမ်းမှုလေးရ။ပြင်ကင်မရာဆိုလို့ရှိရင်တကောင်က telephoto lens တွေပါပါရတယ်။15 megapixel triple camera ဆက်နေတယ်လားတဲ့ main camera တစ်လုံး ultra wide တစ်လုံး telephoto တစ်လုံးအကုန်လုံးက15 megapixel လေးပဲ။တော်တော်လေးကို fine တယ်။ပြန်တော့ချက်နေလဲဆိုရင် battery battery ကတကောင်က6150ကိုမှ120 watt ဆိုတော့သူ့ဟာနဲ့သူပြောမယ်ဆိုရင်အဆင်ပြေတဲ့ကောင်လို့ပြောလို့ရတယ်။တိရတိုင်းမှာဒီလိုမျိုး number series မှာကြာ battery အကိတ်ကြီးတွေပါထည့်ပြီးတာကနည်းနည်းလေးရှားတယ်။တောင်းတောင်းအကြီးတွေမထည့်ပေးကြအောင်။အချုံပြောမယ်ဆိုရင်တော့ IQ13 ကသူက big quality တွေ ေပြီးရင်ဒီကောင်ရဲ့ performance camera design အကုန်လုံးပေါ့ဗျာအကုန်လုံးကရိုးရိုးဒီ Neo CV တွေ set CV တွေစားလို့ရှင်တော်တော်လေးပို့ပြီးတော့ကောင်းတယ်တတိယတော့ဒါ camera တွေပြီးရင်ဒီကင်ရတဲ့ pic quality တွေကပို့ပြီးတော့တည်တာတယ်ပို့ကောင်းတာမျိုးတကယ် flagship phone တစ်လုံးကိုကင်ရတဲ့ feeling မျိုးရတယ်ဒါပေမဲ့ flagship phone တွေလောက်လဲဈေးရောက်ကြီးမနေဘူးဆိုတော့ဒါကစိတ်ပိုင်တဲ့ကွာ view ရလို့ရတဲ့ကောင်းတယ်ပြတ်ဒီကောင်းတွေအကုန်လုံးက origin OS နဲ့ပဲလာမှာဆိုတော့ origin OS ရဲ့အဲဒါ ဲ့မှာ smooth ဖြစ်တာလေးတွေပြောလို့ရှိရင် animation ဟလာလေး feature အများကြီးပါတာမျိုး timer တွေလည်းတုံလို့ရအောင်ပါ။ဘာပြော unq တက်တင်ကလည်းတော်တော်လေးကောင်းတယ်။ပြီးတော့အခုလက်ရှိအမေးအများဆုံးရောင်းဝဆုံးဖြစ်နေရတာ unq တက်တင်ကမှ BMW edition ကပို့ပြီးလိုက်ကြိုက်များတယ်။ design လာတယ်ဖြူဖြူလေးနဲ့တကယ်ကိုပြောဖုန်းကအရန်တန့်တယ်လို့ခံရတာ။အဲ့တော့မှကိုင်းတဲ့ခါမှာ big quality ကအရန် so high ပဲ။တော်တော်ကောင်းတဲ့အနေထားမှာရှိ။အဒါကတော့ဒါကတော့ကိုယ်အကျိုက်နဲ့ကိုတူချင်မှတူလိမ့်မယ်။ကျွန်တော်အတွက် အန်ကူတတင်ရဲ့ big quality ကတော်တော်လေးကိုကောင်းတယ်။အဲကိုလူတို့ကကောင်းကျင်မှာလည်းကောင်းနေပါဘူး။အချို့မတတ်တဲ့လူလည်းရှိရင်ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော်တော်လေးကိုအဆင်ပြေ၊ကောင်းရတာတော်တော်လေးမှိုက်တယ်။ဒါနဲ့မို့ကျွန်တော်ကထည့်ပြီးပြောပြတာ။ဆိုတော့ပြောမယ်ဆိုရင်ဒီသုံးမျိုးထဲမှာအန်ကူတတင်ကအကောင်းဆုံးပဲ။ အန်ယူတနေကသူ့စီတဲ့အတွက်သူ P2P ကောင်းတဲ့ကောင်ပြီးတော့ဒီဖုံးသုံးလုံးထဲမှာအန်ယူတနေကအမြင့်ဆုံးအပါဖော်မန့်နေပါလေအစားအကုန်လုံးဆိုတော့ကိုက budget တွေပိုင်းမကြည့်ရင်တော့အန်ယူတနေကိုဝယ်လို့ရတာပေါ့သူ့စီနဲ့သူ့တော်လေးအဆင်ပြေတယ်အဲ့လိုမျိုးပဲနဲ့ကိုက30ကျော်ကျော်လောက်ပဲသုံးကျင်နေဆိုရင်တော့ Neo Tan နဲ့ Saturn Turbo Plus ကိုရွေးဝယ်လို့ရတယ်ဒီဖုန်းသုံးမျိုးလုံးကဒါပြောမယ်ဆိုရင်ကျွန်တော်စမ်းသုံးကြည့်ပြီးတော့ဒါကျွန်တော်ရဲ့ HP ရန်ကျွန်တော်ခံစားရတာမျိုးကျွန်တော်ရဲ့ hand feeling ဒါတွေအကုန်လုံးကို ပြန်ပြီး sharing လုပ်ပေးရဖြစ်တဲ့အတွက်တချို့နေရာတွေမှာဆိုရင်တော့ဒါကိုလိုလိုနဲ့အကြိုက်မတူတာမျိုးလေးတွေအမြင်ကွဲသွားတာမျိုးလေးရှိကောင်းရှိနိုင်တယ်။သိရတိုင်းပဲလူဆိုတာကတော့ဒီမှာတက်မတက်ကောအကြိုက်ချင်းတူတာမဟုတ်သလိုနမယ်ချင်းလည်းမတူကြဘူး။ပြီးတော့လူအလိုကနမလိုက်နိုင်အောင်ဒါကတော့သိရမလား။တိုင်ချင်းမတူတာကိုပြပြပြီလားဆိုတော့ဒါကို့အမြင်နဲ့ကိုရောနည်းနည်းတော့ချိကြမှာပဲဆိုတော့ပြောမယ်ဆိုရင်ဒီသုံးမျိုးလုံးကတော့ဒါလက်ရှိမှာ NQCV ထဲမှာဆိုင်မှာအရန်အမေးများတယ်တော်တော်လေးရောင်းရတဲ့ကောင်တွေ ဒီ angle cv ထဲမှာဆိုမှာเนาะဒါမြန်မာပြည်ဝင်တဲ့ထဲမှာတချို့ model တွေရှိရယ်ဆိုရင်မနဲ့ဒါလည်းရှိအများအားဆုံးဖုန်းကုန်းလုံးရွေးပေးထားဖြစ်တဲ့အတွက်ဒါပဲပါအောင်မယ်အဲတကယ်လို့ထပ်ပြီးတော့တခြား model ရောက်တယ်ဆိုလို့ရှိရင်လည်းထပ်လုပ်ပေးမယ်ဆိုတော့ကုလူလို့ဆိုရင်ရော angle 13ကိုဖွေရမှာဒါမှမဟုတ် neodan လားဒါမှမဟုတ် stand double plus လားပြီးတော့ neodan နဲ့ stand double plus ဆိုရင်ရောဘယ်ကောင်ပို့ပြီးတော့ဦးစားပေးခြင်းလဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီးပါ Yangon Mobile Store.